ွင့်မင်္ဂလာပါရှင်ဒီနေ့မှလည်းဆရာကြီးမင်းတင်ရဲ့မင်းတင်ရဲ့တက်ခိုင်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်နားထောင်ပေးကြပါအောင်ရှင်အခန်း37ရန်ခါနိုင်ဤတို့ဖြစ်တတ်ဤနောက်တစ်ယောက်ကတော့ထူးထူးဆန်းဆန်းသူတွေကနေမှကျွန်တော်အားကြတဲ့အကြောင်းဖွင့်ပြသွားရှာတယ်ပြသူ့နာမည်ကိုကျော်မြင့်နဲ့သူလည်းကျွန်တော်ထက်10နှစ်လောက်ကြီးတယ် ကျွန်တော်ចောင်းဆရာလုံးနေရဲ့ရက်ကွက်ကកောင်းစီတွေ့យីမူកောင်းစီလူကြီးတော်ဆိုတယ်တကယ်တမတမတ်ကြတဲ့သူပြလူချစ်လူခင်လည်းများတယ်တရက်ကော်လုံးလို့လို့သူ့ကိုလေးစားကြတယ်ကျွန်တော်ចောင်းဆရာဘောကမိဘဆရာအတင်းအတွင်းយីမူလုံးနေတဲ့ချင်းသူ့သားတီဟာကျော်ကိုចောင်းစားထားခြင်းသာ၅နှစ်ပြည့်ဖို့လေးလားလောက်လိုနေလို့အခုညီတောင်းရာကနေခင်မင်သွားခဲ့တာပါမိဘဆရာတဲ့မှာကိုကျော်မြင့်ပါနေတော့အကြောင်းနဲ့ပတ်သက်တာတွေဝိုင်းကူညီနေလို့ပို့ခင်နေရဲဆိုပါတော့ဗျာ။ တနေ့ကျွန်တော်ဖုန်းကြီးလန်းကုမ္ပဏီရုံးကိုဇနီးဖြစ်သူကဖုန်းလန်းဆက်တယ်။ဥကြုံမြင့်ဈေးရုံတင်ထားလို့ပြတဲ့ကျွန်တော်လဲဈေးရုံးစင်းချင်ရောက်တာနဲ့ဈေးရုံကြီးဘက်သွားလိုက်တယ်။သူ့ရောကကင်းစာဆိုပဲဗျာ။အေးဗျာသူကျွန်တော်အားကြပေါ်ကုံမုံမြင့်နဲ့တော်တော်ကွာတယ်။ကုံမုံမြင့်ကပြောင်းအားကြတာ။သူကတိတ်တိတ်အားကြနေတာ။တကယ်တော့ကျွန်တော်လုပ်ပုံကိုင်းပုံကအားကြစရာတိတ်ကောင်းတာတော့မဟုတ် တိတ်မကောင်းတာကတော့တိတ်တေကြတဲ့အချက်ပါဗျာ။ကျောင်းကျောင်းဆရာဘောကကျွန်တော်လုပ်ပုံတွေကိုကြည့်လေ။ကျွန်တော်နဲ့နေလဆက်စီဇက်တထေးဥချက်ဆိုင်ဖြစ်ခဲ့တဲ့ပြဿနာမျိုးဆိုပါတော့အမှန်ကဥကျင်းကတထေးနဲ့အလှိုင်းကကျောင်းဆရာအဝေးကြီးပါဗျာ။ဘာမှပတ်သက်စရာမရှိဘူး။ဖြစ်ချင်တော့ပြဿနာကိုစမ်းဖတ်စဖန်တီးတာကကြက်သမားမောင်တောင်းမဟုတ်ဘူးလေ။ဒီမောင်တောင်းကလှိုင်းလေးရက်ကွက်ကကြက်သမားမောင်တောင်းရေတာရှိမောင်တောင်းနဲ့တခြားစီ။ ူ့ကိုယ်ကလည်းလည်းပဲကြီးပြမွေပွေးတန်းရွှေတဲ့သူ့ပိုင်တဲ့လက်ခွဲတည်းရဲကအုတ်ချင်းကုန်ဒီဆက်ယုံကိုခြေရင်သွားတဲ့အလတ်သမားတွေဖြတ်လျှောက်လို့လဲတွေပြတ်တယ်ဆိုပြီးမွေပွေးတွေကိုမသိမရှင်းခါရောက်ချူကတင်းကတင်းပေါ်ပေါ်တင်ထားလို့မွေပွေးတန်းရွှေဆိုပြီးနာမည်ကြီးနေတာဗျပြဿနာကမောင်တောင်းကသူ့အမွေဆိုင်ပိုင်ပါတယ်ဆိုပြီးကြောင်းပင်နာကပင်90ပေတယောက်အလောက်အကွက်လေးကိုဆရာကိုတက်ခိုင်ဝယ်လိုက်ပါဗျလောက်ရာကစတာပြု့ ကျွန်တော်ကအိမ်တော်မကြသေးတပည့်တွေတယုံယုံဖြစ်နေတဲ့ချိန်တပည့်တွေကလည်း၁၄နှစ်သားတွေလည်းပါအเจ้าကထွက်သွားပြီးအထက်တန်းတက်နေတဲ့20ဝန်းကျင်တွေလည်းပါပေါ့အဲ့ဒီမြေကွက်မှာဆရာတပည့်တွေစုလို့ကောင်းဆိုပြီး9000တဲ့ဝယ်ဖြစ်ရောဆိုတော့ဝယ်ပြီးတော့နှစ်ပတ်တောင်မကြာဘူးဗျာအုတ်ချင်းစီဆက်တဲ့ဦးချစ်ဆိုင်ကြီးက notice စာရောက်လာပါလေရောမွေးပွေးတန်းရှိအမိပေါက်ထားတဲ့လက်ကွက်တွေအားလုံးတူဝယ်ထားပြီးသားတဲ့တပတ်တွင်းဖယ်ရှားပေးရမတဲ့ အေးပေါ့ဗျာမလို့မကင်းဆိုတော့လဲငွေပြန်တောင်းရတာပေါ့ဒါပေမဲ့ဗျာမောင်တောင်းကဝေးလေကြောင်ပဲလုံနေတယ်ပြန်ပေးမလို့မပေးဘူးလို့လုံးနေပေါ့ဗျာအေးပေါ့ဗျာဒီခေတ်ငွေ9000ကတော့ဘယ်တန်ဖိုးရှိပါမလဲအဲ့တော့ကျွန်တော်လာစားတလားမှ330ဗျာနှမျောတာပေါ့ဗျာမောင်တောင်းကတော့မထုံတက်သေးနဲ့ဖဲရှုံးတလို့လို့ကြောက်ဝိုင်းမှာပြောင်းတလို့လို့နဲ့အယူဆခင်းနေတယ်ကျွန်တော်လည်းတထင်းဦးချစ်စိန်စီစောက်ကိုသွားရှင်းပြတောင်းပန် ငွေပွေးသားရှည်ကိုလည်းအခုညီတောင်းဖို့ကျွန်တော်ပေးထားတဲ့ငွေလေးတော့ပြန်ကြည့်ကြပါအောင်လို့ဦးချစ်စိန်ကကောင်းကောင်းတော့စကားလက်ခံမပြောဘူးမွေပွေးသားရှည်ကလည်းသူနဲ့မဆိုင်ဘူးတဲ့စကားတခွန်းတော့လက်ဆောင်ပါလိုက်သေးတယ်တက်ခိုင်လို့ကောင်းမျိုးကဦးချစ်စိန်ကိုသွားရှင်ရင်လေရင်မြန်အပီးကိုဖတ်ပြီးလိုက်နေရတယ်လို့ပဲထဲဗျာအဲ့ဒီမှာရင်ကျွန်တော်လူမိုက်ဗီဇပေါ်တော့တာပဲဗျာသူတို့ပြောတဲ့လေရင်မြန်ဘိန်းဆိုတာကိုစီးဘူးတယ်ရှိအောင်စီးကြည့်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဗျာ ဦးချစ်စိန်ဝယ်ထားတဲ့လဲမြေမှန်သမျှနိုင်ငံတော်ကပိုင်နာမှုအယောင်းဝယ်လုပ်ထားတာဟာတီစဲလေယာမြို့အဥပဒေနဲ့မညီတဲ့အကြောင်းမျိုးနယ်ကောင်စီက EC နှက်ခမ်းဝေးဦးအောင်ရှိန်နဲ့တွင်ချပြီးအယောင်းဝယ်လုပ်ထားတဲ့အကြောင်းနိုင်ငံတော်သမရစီလိမ့်မှုပြီးတိုင်းကောင်စီကိုမိတူတိုင်းစာတွေတစ်ထက်ကြီးပို့လိုက်တော့တာပေါ့တိုင်းစာပို့ပြီလို့တလားတော့မကြပါဘူးဗျာပြက်တနာမိကိုကြွက်လျှောက်လိုက်တော့တာပဲစစ်စေးရေးအဖွဲ့တွေဆင်းပြီးအကုန်မြေလံတော့တာပဲ ဦးချက်စိန်နဲ့ပိတ်ရဆိုရဖားရထေးရနဲ့အလေးငိုက်ဘုံကျဲခံလိုက်ရတယ်လို့ဖြစ်သွားပါလေရောလွန်လွန်နဲ့ရှင်းလို့ပဲပြီးတော့မလဲဗျာကျွန်တော်တိုင်ချာမှာဦးချက်စိန်ဝယ်ထားပါတယ်ဆိုတော့ထွက်ချက်ပါတဲ့ notice made to တွေတီစဲလေရမြေအပ်ဥပဒေတွေကတချို့အခန်းတွေကိုတွဲတင်လိုက်တာဟုတ်နှကံဝေးဦးအောင်ရှင်းလို့သူခေတ်ကတမျိုးနယ်လုံးဖိမ့်ဖိမ့်တုံရတဲ့လူကတော့တက်ခါမင်းတော်တော်ရက်ဆက်တဲ့ကောင်းနဲ့ သူပြောမယ်ဆိုပြောလောက်ပါတယ်ကျွန်တော်တိုင်စာကြောင့်အဖွဲမျိုးစုံအစ်စ်ခံလိုက်ရတာဦးအောင်ရှင်စိတ်ထောင်းကိုကြည်ဖြစ်ပြီးကိုလေးချင်းပေါင်30လောက်ကျသွားတဲ့အထိခမရလည်းအားတော့မကြလိုက်ပါနဲ့ကျွန်တော်လူမိုက်တော်ထဲမှာနေလာတာဇက်ကိုဒီလိုဆုံးလို့မရဘူးဆိုတော့အလိုလိုသိနေတယ်ခက်ကအေးရတာပြောတာကျွန်တော်အကြောင်းရှိမှကိုတောင်းဝင်းဆိုတဲ့အရရောစေးကြောက်ရောကြောင်းနေတဲ့မောင်တယောက်ကနေထင်းတက်ချက်ကိုဓာတ်နဲ့ထိုးတော့ပွဲချင်းပြီးသေးပါရောလား မောင်တောင်းကိုစရှင်းဖို့ကျွန်တော်ကြိတ်ကြံတယ်လက်ဦးမှုရမှာဖြစ်မယ်လေဘောလုံးသမားအရက်သမားကိုနီကသူ့ကလေးတွေအားလုံးစာမေးပွဲအောင်လို့ဆိုပြီးကျွန်တော်ထမင်းဖိတ်ကျွေးအရက်ခေါ်တိုက်တဲ့နေ့ပေါ့ဗျာအဲ့ဒီအိမ်ကိုမောင်တောင်းမှရောက်လာတယ်အတော်ပဲဗျာကျွန်တော်လဲမောင်တောင်းကကြေးရကြေးချောင်းနေပြောတပည့်ကျော်တင်ဝင်းကိုမောင်တောင်းခွင်နဲ့အရက်အဆက်မပြတ်ထည့်ခိုင်းလိုက်တယ်မျက်ရည်မျက်ခြင်နဲ့ပေါ့ဗျာကျွန်တော်လဲနည်းနည်းပဲတောက်ပြီးခြုံထားတယ် ။သူလည်းရေချင်းလွန်လောက်ရော။ကဲကိုတောင်ခမရနဲ့ကျွန်တော်နည်းနည်းညှိလိုက်ရအောင်ဒီမှာမကောင်းဘူး။ကြောက်မက်သွားကြမယ်ဆိုပြီးခော့ချော့ခေါ်သူရောင်းထားတဲ့မြေခွက်နာလေးရောက်တော့ကျွန်တော်လည်းမင်းလာကငါတောင်းဆိုပြီးသင်္ကန်းစာပေးရတော့တာပဲ။သူ့အင်ကြီးနဲ့လုံကြီးနှစ်ခုစလုံးစုံနဲ့လေခါလျာနေလက်တစ်ဖက်နဲ့အသေးဆုပ်ကင်ပြီးကြံတဲ့တစ်ဖက်နဲ့အားကုန်ကျိတ်ဖြစ်တယ်ဗျာ။ကံကောင်းကျင်တော့မိုးတွေလည်းရွာနေတယ်။သူကလည်းတက်ခိုင်ကျွန်တော်ကိုတက်နေပါတယ်လို့ဆိုအောင်ဘူးမှလည်းမကြား။ တင်ဝင်းကပါဝင်လို့မပြန်တော့ကျွန်တော်ခက်တရံတားလိုက်ရတယ်။ဒါမင်းကိစ္စမဟုတ်ဘူးအသားနေလို့လက်နဲ့တည်းမဟုတ်ဘူးဗျ။အနာကအเจ้าဆောင်နဲ့ပါပိတ်ဆောင်ပြီးစိတ်ရှိလက်ရှိဂိုင်းဆောင်နေတာ။ကျွန်တော်လူဖလန်လေးမဟုတ်တော့ဘူးဗျ။အရဲ၆ပေနီးပါးနဲ့လူကောင်ခက်ထော်ထွားဖြစ်နေပြီလေ။သူသူမျက်နာရောတစ်ခုလုံးမှာစုပ်ပြက်ကုန်တော့တာပဲ။ကန်ဆိုးကျင်တော့သူကြောက်အားလက်အားနဲ့ယုံလိုက်တာ။ သူ့ပစိုးနဲ့အင်းကြီးကကျွန်တော်လက်ထဲမှာကြံပြီး "तू ကကိုတွန်းလုံးနဲ့လွတ်ထွက်သွားရောအယောကျွန်တော်စိတ်မပြေသေးဘူးနောက်ကဆက်လိုက်သွားတယ်။ तू ကလမ်းမှာတွေ့တဲ့အဝတ်တန်းတစ်ခုကမိမထမင်းတစ်ခုကိုပြင်းလွှိုင်းကောက်ပတ်သွားတယ်။ तू ကထမင်းကိုခါမှာပတ်ပြီးဆက်ပြီးကျွန်တော်ကဆက်လိုက်နေဗျာလမ်းထိပ်ကဥလုံကုန်းလဖက်ရည်ဆိုင်ထိရောက်ပါရောဆိုတော့အဲ့ဒီဆိုင်ထဲမှာကိုကျော်မြင့်တို့ကောင်းစီဖွဲ့ကလဖက်ရည်တောင်းနေတဲ့အချိန်မောင်တောင်းဆိုင်ထဲဝင်ပြီးဥခရဥထောက်ဥခောက်တိုင်း ကျွန်တော်ကဝင်ရိုက် သူကစပွဲဝိုင်းနေပတ်ပြေးနောက်ဆုံးကိုကျော်မြင့်ကျွန်တော်ဝင်ဆွဲမှာရက်ရောဆိုပါတော့နောက်နေ့မနက်7:00နာရီလောက်မှာသူ့ညီကိုကျွန်တော်ရိုက်တဲ့တရင်ကြောက်လို့မွေပွေးတန်းရွှေကလမ်းပေါ်မှာစောင့်ပြီးကျွန်တော်ဓာတ်နဲ့ရှင်းဖို့လုပ်သေးတယ်သူ့ဒါကသူညညကန်းသားမှာပိုက်သွားချရင်ဂိုင်းနဲ့ပိုက်ဖြတ်တဲ့ဓာတ်လေးပါဗျာကျွန်တော်အဖက်ဘက်ကတရီထားနေပြီးသားသူရလည်းကြွနေရဲ့ရယ်လမ်းပြချန်စီယိုတောင်းဆွဲချိုးပြီးပြန်ရဲလိုက်တာပေါ့ဗျာသူ့ဟောင်မွေပွေးဆိုပေမဲ့အကောင်ကြီးသွားပြီဗျာ အသက်20ကျော်ကျွန်တော်ကိုရှင်မို့မလွယ်တော့။နောက်သူကန်ကောင်းတာကျွန်တော်သူ့ဓာအရွယ်ကိုကြည့်ပြီးကျွန်တော်လည်းထဲကဂျပန်ကင်တိုဓာအတူတပေလောက်ခွဲလောက်ကိုမထုတ်တာ။လူမိုက်နယ်မြေမှာကြီးလာတာဗျာရှင်းမယ်ကြံအကုန်ပြင်ဆင်ထားရမယ်လေ။ဘာပဲရှိပြောဥတန်ရွှေလည်းနောက်ပိုင်းကျွန်တော်ကိုဘာမှရံပြီးမပွားရှာဘူး။နောက်တစ်ပတ်လောက်ကြာတော့အမောင်တောင်းကျွန်တော်စီလာပြီးငွေ9000လာပေးတယ်။ဦးချက်စိန်ပေးခိုင်းတာတဲ့ ျွန်တော်လည်းပြန်ယူထားလိုက်တယ်ဇလန်းတစ်ခုအေးလဲပြီးတော့ပြီးတာပဲပေါ့ဗျာကဲဒီလောက်ရကြော်ရကြော်ဖြတ်နေတဲ့ပညာတတ်လူမိုက်ကိုဥကြော့မြင့်လို့လူမျိုးကဘာမှအားကျစရာရှိတလဲဗျာကျွန်တော်ចောင်းစရာလောက်ကထွက်ပြီးဟန်ကြဖတ်ညဖြစ်နေတဲ့အချိန်လေးသူနဲ့မကြမကြတွေ့တယ်ဗျာသူကကုံတွေစာအုပ်နဲ့စာရေးကရိယာမှာအလုပ်လုပ်တာကျွန်တော်ယုံရလဲဘုံကြီးလမ်းမှာသူတခါတလေလာတတ်တဲ့ဒေါ်သိန်းတင်လမ်းဘက်ကိုကျွန်တော်ခဏခဏရောက်တယ်တယောက်ထဲတော့မဟုတ်ဘူးမင်းမလာလေးနေပေါ့ တော်သိန်းတင်တန်းကကြည်ကွယ်မျက်ကွယ်သဘောလို့ကျွန်တော်ယူဆရတယ်ဆိုပါတော့ကိုကျော်မြတ်အရက်တော့မတော်ဘူးဗျဘီယာလေးပါလေးချနေရတော့တွေ့တယ်ကျွန်တော်ចောင်းစရာဘွားကចောင်းတက်ကုံသွဲရင်ကထုတ်တဲ့စာဥကိစ္စရောចောင်းခန္ဓာဓာတ်ပုံတွေကူးတာဈေးတာဆိုရဈေးနဲ့ရအောင်တပြားမှမယူပဲသူပဲလိုက်ကူညီပေးတာကျွန်တော်ရက်ွက်တယ်ထင်တိုင်းကျန်သမျှကိုလည်းသူပဲလိုက်ရှင်ခဲ့တာလေ နေတာလဲတရက်ကောပဲချားဆိုတော့အခင်မင်းမပြတ်ဆက်ရှိနေတာပေါ့ဗျာအပြင်မှာခဏခဏတွေးကြစကားပြောဖြစ်ကြတခါတခါကျွန်တော်မမေးမလားလေးတွေပိုင်းလဲသူ့မမြင်ချင်အောင်ဆောင်ရတာတွေလည်းရှိရပါ့အေးဗျာကျွန်တော်စေးရောက်တော့ကိုကျော်မြို့ကင်းစားဆောင်မှာတွေးလိုက်တယ်သူ့ဘေးမှာတီဟကျော်လည်းရောက်နေတယ်တီဟကျော်တော့ဘီးနဲ့ကြောင်းကြီးနေပြီဗျကိုကျော်မြို့နဲ့ကျွန်တော်ပတ်သက်ခဲ့တဲ့အချိန်တွေတက်သွားကြည့်ပြီးတော့ကျွန်တော်ကိုကျော်မြင့်ဘက်နဲ့နေသေးလဲပြီးတော့သူကဆရာကြီးအချိန်မီတယ်လို့ပြောတယ်ဗျ။ တ်မမှန်กินလိုက်ရင်ပျောက်သွားမှာတဲ့။နောက်သူပြောနေတဲ့စကားကြောင့်ကျွန်တော်ဥကြောင့်ကြောင့်ဖြစ်သွားတယ်။ဗါတဲ့။ကျွန်တော်နည်းနည်းနေကောင်းကိုစူးစမ်းမယ်တဲ့။နေကောင်းလာရင်ဆရာနေတယ်လို့ကျွန်တော်နေတော့မယ်။ဆရာကိုကျွန်တော်သိအားကြရတယ်လေဗျာ။တကယ်ပါကျွန်တော်ဓာရီအောင်ဥသွားတယ်လို့ပဲ။ကျွန်တော်ကြောင်တော်ပြန်ဆိုင်ကြည့်နေတော့သူကမကြမ်းမာတဲ့ကြာအားယူပြီးထပ်ပြောနေသေးတယ်။ကျွန်တော်တကယ်ပြောနေတာတဲ့။ကျွန်တော်တသက်လုံးတဘွားလုံးကျွန်တော်နေချင်းတယ်လို့တခါမှမနေခဲ့ရဘူးတဲ့။ကျွန်တော်ယူကုတ် ရိုးရိုးကုတ်ကုတ်နေခဲ့တယ်ဆင်ဆင်ကျင်ကျင်နေခဲ့တယ်ကို့စိတ်တိုင်းကြောင့်ဘွားမှနေခွင့်မရခဲ့ဘူးဆရာနဲ့တော့ကွာလိုက်တာတကယ်တော့ကျွန်တော်ဆရာကိုကျွန်တော်အားကြတယ်ဘွားမှကို့စိတ်ရဲ့ရှိသလိုနေဘူးတယ်ရှိအောင်ဆရာနေသလိုနေလိုက်အောင်မယ်တဲ့ကျွန်တော်လည်းမနေတတ်တော့တာနဲ့ကိုကျော်မြင့်ရာကျွန်တော်ကလူဆိုးဗျကျွန်တော်လုခဲ့ရရအမားတွေများတယ်ခမားနေဖို့ထိုင်ဖို့ကမှတကယ်အားကြစရာပါဗျာကိုကျင့်တရားအစခမားအကောင်းဆုံးနေခဲ့တာဆိုတော့ကိုကျော်မြင့် အေးလေကျွန်တော်ဘွားတလျှောက်လုံးကောင်းကောင်းနေခဲ့တယ်။ကျွန်တော်မှအပြစ်ပြောစရာရှိလို့ဒီဆေးပေါ်လေးတောက်တာတစ်ခုပဲအလွန်ကြုံလုပ်ခဲ့တယ်။ဟောအခုပဲဒါလေးအတွက်သေရမလို့ဖြစ်နေပြီ။လူပြွေးရကြိုးမနှက်လိုက်တာဆရာရဲ့။ဆရာနေထိုင်ပြုမှုခဲ့သလိုလူဘွားမှနေဘူးရရှိအောင်နေဦးနေတော့ဦးမယ်တဲ့ဗျာ။အေးဗျာကျွန်တော်လိုကပောက်ဒီကပားချာကောင်ကိုတေကောင်ပေါင်းလဲဖြစ်နေတဲ့သူတယောက်ကအရင်အားကြနေရအောင်ကျွန်တော်လည်းမတွေးတော့တော့ဘေးကသူ့သားတော်မောင်တီဟာကျော်ကတော့ အဖေနဲ့ဆရာအပြန်အလှန်ပြောနေတာကိုကြောင်စီစီကြည့်နေလေရဲ့ကိုကျော်မြင့်ခံပြသူအားကြနေတဲ့ကျွန်တော်ပုံစံထင်ရဆိုင်နေတဲ့ဘဝနှစ်ခွင့်မရသွားခဲ့ပါဘူးဗျာသူစေးရုံတက်လို့တလားလောက်ကြမှာသုံးသွားရှာပါတယ်အခန်း32မိုက်တယ်ဆိုတာလွယ်ပါတယ်လောကကြီးကတော့ဆန်းတော့အဆန်သားဗျာကျွန်တော်လည်းကိုကိုကိုတိတ်မတတိလို့ကောင်းကောင်းမွန်မွန်နေဖို့တော့ကြိုးစားခဲ့သေးတယ်ဗျာ ကျွန်တော်လည်းကိုကျုံမြင့်လို့လူရိုတည်ရှင်ရိုတည်ဘောအကြရလေအံ့ဩစရာတော့ကောင်းသားလောကကြီးဟာလူဆိုးဘွားလာတဲ့လူကောင်းကိုယုတ်တည်းလက်မခံတော့ဘူးထင်ပါရဲ့ဒီလိုပြကျွန်တော်မိမိကိုအောင် ကိုကိုကောင်းအောင်ပြန်ပြီးစူးစမ်းဖို့တဲ့တစ်ချိန်ကအဖြစ်ပြက်လေးတခုပေါ့ကျွန်တော်ကလူတစ်မျိုးပြကျွန်တော်လုပ်ခဲ့တဲ့အလုံးမှန်တမန်ပြန်ပြန်ပြီးစဉ်းစားတတ်တဲ့အချင်းတခုရှိရယ်စဉ်းစားရမယ်လေကျွန်တော်ထင်တယ်လို့လုပ်ခဲ့တာအချိန်မောင်းမနေတော့မဟုတ်လားစနီးဖြစ်တဲ့သူကတော့ တခါတခါစိတ်ချင်ပိုက်တဲ့အခါမျိုးမှာကိုတက်ခိုင်ရှင်းရသေးမယ်ဆိုရင်သေပြောပြီးတဲ့ကျွန်တော်လည်းတန်းအတော်နဲ့ဟာဟာဘာကြောင့်သေပြောမှလဲဆိုတော့ရှင်းဘွားမှာလှုပ်ချင်တာအကုန်လှုပ်ခဲ့ပြီးပြီခံစားစရာရှိတာအကုန်ခံစားပြီးပြီရှင်းလို့ချင်တာအကုန်လှုပ်ပြီးပြီတဲ့ဒီတော့ရှင်းသေးပြောပြီးတဲ့မှန်ပါတယ်ကျွန်တော်ဘွားမှာလှုပ်ချင်တာတော်တော်များများကိုစိတ်လိုက်မှမလှုပ်ခဲ့ပြီးပြီအမားတွေလည်းဒုနဲ့ဒီပေါ့ဗျာကျွန်တော်လူကောင်းဖြစ်အောင်ကြိုးစားခဲ့မှုပါတယ်တကယ်ပါဗျာအစအစာပြည့်စုံနေတဲ့အချိန်မျိုးမှာပါ ငွေကိုလည်းထင်သလိုသုံးလိုက်တပည့်တပန်းတွေအဆက်အသွယ်တွေကလည်းများတစ်ခါတစ်ခါထင်ရဆိုင်လိုက်ရင်ကြော်မကောင်းကြားမကောင်းကြီးပဲလူကောင်းတယောက်လိုနေဖို့ဆုံးဖြတ်ခဲ့ပါတယ်ပထမဆုံးဒီကိစ္စကိုကျွန်တော်လက်ဆွဲကျော်ဘာလာနဲ့တိုင်ပင်ကြည့်ရဘာလာဟာတကယ်ကိုလက်လက်ရဲဆက်ရဲကလားလူမိုက်ပါထက်ခနဲ့ရှင်မျက်နှာတက်တက်ရောအရက်ပလင်းခွဲပြီးထိုးလိုက်ဓာတ်နဲ့ဘိုက်ကိုဖွင့်လိုက်နဲ့ထောင်ထဲဝင်လိုက်ထွက်လိုက်လုံနေတဲ့လူမိုက်ပါသူကကျွန်တော်ကိုတော့တော်တော်တလေးတစားဆက်ဆန်တယ်ဒါကလည်းနောက်ကျောင်းလေးနဲ့ဗျ ဘာလိုက်ရအမျိုးတော့တော်တော်ချစ်ရှာတယ်။သူ့မိရတကယ်ဟိန်သူရှေးဥဆက်ကလမာကြီးဗျာနှကွင်းကျဲကြီးနဲ့မနက်မိုးလင်းဖျားရှုခိုးမယ်။သားတွေမီးတွေမြစ်တွေနဲ့ချက်မယ်ပြုတ်မယ်။အဲ့ဒီဘာလိုက်မိကကျွန်တော်မျိုးအရန်ခင်နေတယ်။အိမ်လာလေလို့ခင်တော့မဟုတ်ဗျာ။ဈေးမှာခင်ကြတာ။ဘာလာမေကအမေရဲ့ဖောက်တယ်လီ။အမေကလည်းတော်သူရူရူအားအားဆိုတော့အလွမ်းတင်ကြတယ်ထင်ပါရဲ့။နောက်တော့ဘာလာခင်မတွေကကျွန်တော်အကြောင်းစီရပွားတပည့်တွေဗျာ။ နောက်တော့ဘာလာကျွန်တော်ညီတက်ပိုင်နဲ့ခင်ရကျွန်တော်စီရောက်လာတယ်။လူမိုက်ဆိုတာလဲအားနေကြတော့ရှိစမြဲဗျ။သူကကျွန်တော်ကိုတော်တော်စိတ်ဝင်စားဖို့ရတယ်။ပညာတတ် လူမိုက်မို့ထင်ပါရဲ့။အထူးသဖြင့်ကျွန်တော်ကဖန်ပူမှတ်ဖို့တဲ့အိန္ဒိယကောင်းဆောင်ချန်ဒရာဘိုးအကြောင်းတို့ဂန်နီဟီအကြောင်းတို့ပြောတဲ့အခါခလေးလေးတယောက်လိုမျက်တော်မခတ်ဘဲနားထောင်လာ။နောက်ဟိန္ဒူနတ်ဖျားရှီဝါတို့ယာမာတို့ဒရာဗီဒီယန်အာရီယန်ဇလန်တွေလည်းပါတာပေါ့။သူကကျွန်တော်နဲ့တွေ့ရင် ပုံပြောပါစရာကြီးလုပ်နေတာ။ နောက် तू ကဝင်ခံတယ်။ကျွန်တော်တခြားကလိုက်နေဆုံးရင်ဆရာပြောတာတွေပြန်ပြောပြတာသူတို့ ကျွန်တော်အရန်ထင်ကြီးကြတယ်တဲ့။ကျွန်တော်မှာဗျာ तू နဲ့ဆိုရင်ပြောဖို့ကလားပုံပြင်တွေရှာရှာဖတ်ထားရတယ်။ကျွန်တော်အိမ်လာရင် ကျွန်တော်မျိုးတွေ့တဲ့အခါအတန်အော်အော်တကြီးပြောသေးတယ်။ဒီလိုမင်းကဆရာလိုသားမျိုးဘလို့မွေးတယ်လဲစဉ်းစားလို့မရဘူးတဲ့။ကျွန်တော်ဆိုတာရှုပ်တာ तू ကုန်သိနေရဲ့လေ။ကျွန်တော်ဘာလာနဲ့အမှုရဲဘွားနဲ့ထောင်ထဲမှာလည်းအတူနေခဲ့ဘူးတယ် အရက်တူတူနဲ့အချိန်ပေါင်းများစွာတောက်ဖူးတယ်။ဒါပေမဲ့ထူးဆန်းတာကသူကကျွန်တော်အရက်တူတူတောက်ဖို့ပြောရင်ဆရာနဲ့တူမတောက်ပြရစေနဲ့တဲ့။ဆရာနဲ့ကျွန်တော်တို့ကအချိန်နေချင်းမတူဘူးတဲ့။ကျွန်တော်တို့ကလူမိုက်တွေတဲ့။သူရှောင်ရှောင်နေတတ်တယ်ဗျ။တညာပေါ့ကျွန်တော်သူ့ကိုဖွင့်ပြောမိတယ်။ဘာလိုက်ရကိုထင်းရဆိုင်တာများပြီ။မိုက်ခဲ့တဲ့အချိန်ပေါင်းလည်းမနည်းတော့ဘူး။ဒီတော့ကိုဘာသာကိုကောင်းကောင်းနေတော့မယ်လို့ဆုံးဖြတ်လိုက်ပြီလို့အမဲလေးတန်းတော်မအောင်တဲ့ကလာဘာပြန်ပြောရအောင်မေးသလဲ။ ဆရာအခုချက်ချင်းလိမ်မာလို့ပဲဖြစ်မလဲတဲ့ဆရာမှားသွားမှာပေါ့တဲ့ဟာလိမ်မာတာမကောင်းဘူးလားဆိုတော့ဆရာကျွန်တော်ကလာယုရှင်ဇလန်တခုပြောပြမယ်တဲ့လုတ်ပါရောသူ့ဇလန်ဒီလိုလူစိုးတယောက်မှာသမီးတယောက်ရှိတဲ့အဖေလူစိုးဘွားနဲ့စီးဘွားရှာနေတော့သူ့သမီးကမသိဘူးတဲ့အဖေဖြစ်သူသမီးဖြစ်သူရဲရောက်လာတော့ရဲရရှိတယောက်နဲ့ချက်ကြိုက်သွားကြတယ်တဲ့ရဲရရှိကသူ့အဖေကိုထောက်လန်းနေတာတဲ့အဲ့ဒီရဲရရှိကို အဖေဖြစ်သူကရှင်းပြနိုင်ပြီမဲ့သမီးရင်ကွဲလာကြမှာဆိုလို့မရှင်းပြဘူးတဲ့နောက်ဆုံးတော့အဲ့ဒီရဲရရှိနဲ့အဖေဖြစ်သူလူစုဟာထိတ်တိုက်တိုးကြရောတဲ့သမီးလောက်တဲ့သူလည်းအဲ့ဒီချိန်မှာရှိနေတယ်သမီးကပါသူ့အဖေကိုအဖေရဲ့အဖေလိမ်မာလိုက်ပါတော့အဖေလက်ထဲတနက်ကိုချလိုက်ပါဆိုတော့အဖေလို့သူကသမီးနားမလဲလို့အဖေကိုလက်နဲ့ချခိုင်းနေတာလူစိုးပေါ်မှာရက်ဆက်မှုရဲ့လက်နဲ့ရဲ့မရှိရင်ဘာမှအတိတ်ပဲမရှိတော့ဘူးတဲ့လူစိုးကိုအများလေးစားတာမိုက်ကုန်ပဲတဲ့ အဖေကျွမ်းကျင်တာအဖေတသက်လုံးလုပ်ခဲ့တာလူမိုက်တဲ့အဲ့ဒီဂုံဘိုးပျောက်ဆုံးသွားရင်အဖေဘွားရောသမီးဘွားပါပျောက်ဆုံးခြင်းပဲတဲ့နောက်ထုံးတော့ကြည်စံမပါတဲ့တနတ်နဲ့ရဲရရှိကိုထိုးချိန်ပြီးရဲရရှိလက်ချက်နဲ့အသေးခံသွားတယ်တဲ့ဒါကြောင့်ဆရာလိမ်မာလိုက်ရင်ဆရာဘွားပါပျောက်သွားမယ်တဲ့ဆိုင်နာမဆိုင်နာတော့ကျွန်တော်လည်းမသိဘူးဗျာသူ့ဆရာကိုသူ့စကားကိုလည်းကျွန်တော်နားမဝင်ပါဘူးကောင်းကောင်းနေဖို့ပဲဆုံးဖြတ်လိုက်တယ်။ဘာဖြစ်ဖြစ်တီးခန့်တော့မယ်လို့ပါဆုံးဖြတ်ခဲ့တယ်။ အေးဗျာမယုံနိုင်စရာပဲဘာလားစကားအသွေးထောင်မှန်တဗျာလူကောင်းပွားနဲ့နေတော့မယ်လို့ဆုံးဖြတ်ပြီးတပတ်လောက်ကြာတဲ့ညတညပေါ့ကျွန်တော်ကိုကကိုမောင်းပြီးဘူတာယုံလန်းနိုင်ပြန်လာတယ်ရွှေလေးလက်ဖေးဆိုင်နာလေးရောက်တော့စိုးညိုးဆိုတဲ့ငမူးကကျွန်တော်ကားတဲ့သူ့ဖက်နှက်ကိုခြေနဲ့ရှော့တိုက်ချုပ်ပြီးကန်သွင်းလိုက်ပါရောဗျာကျွန်တော်ဆလင်ကဘေးဘက်တကောင်ဖွင့်ထားပြီးတော့ဖက်နှက်ကကားတဲ့တည်းဝင်လာတာပေါ့နောက်သူကကျွန်တော်ကားရှိကနေပိတ်ရက်ပြီးထားတယ်ဒါရင်ဖယ်ကမလဲဗျာ ိတ်ကောင်ငါဖက်နဲ့ပြန်ကောက်ပေးစမ်းနဲ့ကျွန်တော်အေးအေးဆေးဆေးပဲဆင်းလိုက်ပြီးစိုးညူရငါပါတက်ခိုင်ပါငါမန်းတော့မသိတော့ဘူးလားလို့မေးလိုက်တယ်ပိုဆိုးတယ်ဗျာမင်းမန်းသိလို့တမင်လောက်တာတဲ့ကစိတ်ထဲမှာထောင်းကနေဖြစ်သွားတာပေါ့အမှန်ပဲကျွန်တော်လူကောင်းဖြစ်အောင်နေမယ်လို့ဆုံးဖြတ်ထားတာဒီလောက်တော့သိခံမယ်လို့တွေးပြီးစိုးညွရတောက်ပြီးနဲ့အေးအေးဆေးဆေးနေပါတော့လားကွာလို့ပြောလဲပြောကားရဲ့ဖက်နှုတ်ကိုလည်းပြန်ကောက်ပေးလိုက်တယ်ဗျာအိမ်ပြောင်းတဲ့အထိကျွန်တော်စိတ်ထဲမှာတနှုံနှုံဖြစ်သွားတယ်အမှန်ပဲ စိုးညို့ဆိုတာလူမိုက်စင်ရင်ဝင်လာမှာမဟုတ်တာကျွန်တော်ရခမအိမ်မှာတော့ကတ်စားသွားသေးတာဘာပဲဖြစ်ဖြစ်ဗျာတီးခန့်နေပန်ရောက်လို့ပဲသဘောပိုက်ပြီးหนีလိုက်ပါတယ်ဒါပေမဲ့ဒါပေမဲ့ဗျာဇလန်းမပြေးချမပြေးဗျာနောက်တစ်ပတ်လောက်လဲကြာပြန်ရောကျွန်တော်အဲ့ဒီအချိန်အဲ့ဒီနေရာကားဖြတ်မြောင်းမောင်းပြီးပြန်ရောလမ်းမှာဘာမှမဖြစ်ပါစေနဲ့လို့လဲဆူတောင်းလာတာပဲဘယ်ချိန်စောင့်နေရလဲမသိပါဘူးဗျာစိုးညုံဖနက်ကရခင်နီးတိုင်းပုံတူဝင်လာပြန်ပါရော ဒါမဲ့အချိန်လေးကမတူတော့ဘူးကျွန်တော်အရင်ညတောက်လာပါတယ်စိုးညူရဲ့ဟိတ်ကောင်တက်ခိုင်းငါဖက်နဲ့ပြန်ောက်ပေးအောင်ဆိုတဲ့တန်လဲကြာကျွန်တော်ကားကိုစိတ်ကိုမထိန်နိုင်တော့ကားရဲ့ချက်ချင်းဆင်းလိုက်ပြီးစိုးညူရင်ဘက်ကိုကင်ပြီးဘေးကအုတ်ခဲပုံပေါ်အုတ်ခဲတစ်လုံးဆွဲယူပြီးဘေးတက်ရိုက်ချလိုက်တော့တာပဲကြာရော့กว่าဒါမင်းဖက်နဲ့လို့စိုးညူနှထင်းပွင့်ပြီးသွေးတွေစီးကြလာရောနောက်ကျွန်တော်အားမရနဲ့အုတ်ခဲပုံပေါ်သူ့ကောင်းကိုတင်ပြီး လက်ထက်အိုခဲနဲ့ထုချိန်မှလောက်တော့ဘယ်ချင်းရရောက်နေမှမသိတဲ့ကျွန်တော်ညီတက်ပိုင်ကကိုကြီးတော်တော်ဒေသွားလိမ့်မယ်ဆိုမှရက်သွားပါတော့ဗျာတကယ်တော့ကျွန်တော်ညီမကောင်းဘူးဗျတခုခုလုံးမြင်ဆက်တိုးတက်တယ်နောက်နေ့မနေ့အစောကြီးဈေးနိုင်လောက်ရွှေလေးလက်ဖေးဆိုင်ကိုတမြောင်တရှိပြည့်စုံပါတဲ့တပည့်ကျော်ရင်းနဲ့သွားပြီးပိုင်ရှင်ဦးကြီးကိုသွားရမ်းသေးတယ်ခမရဆိုင်မှာကျွန်တော်စော်ကားမဲ့ကောင်းနေမွေးထားတာဘာသဘောလဲဆိုပြီးဒီဇိုင်းကိုရိုက်ခွဲဖို့လုပ်သေးတယ် အိုးကြီးတောင်းပန်ပေါ်ကတနာစရာကောင်းလုံးလို့ကျွန်တော်တပည့်တွေကကျွန်တော်ကိုပြန်ဆွဲနေရတယ်ပြန်လျှော့လိုက်ရတယ်။ဩနောက်ကကြီးကအတော်တော်ထူးဆန်းပါလားဗျာ။နောင်နေ့ညနေအိမ်ပြန်ရောက်တော့ဇနီးလို့သူကအရှင်ပြန်လာပြီလားလို့ဆိုဆိုညွန့်တို့အမေတွေလာလာမေးနေတယ်တဲ့။ရမ်ပလင်းနှလုံးတော်ထားသွားသေးတယ်။သူ့သားကိစ္စတောင်းပန်ခြင်းလို့ဆိုလာပဲတဲ့။ကျွန်တော်လည်းတော်ပါတော့ကွာ။တောင်းပန်ရမှာအရင်တစ်ပတ်ကပြီးခဲ့ညသူကန်ကောင်းတာ။ ်အခုမှတော့တောင်းပန်နေလဲအပိုးပဲငါလက်တုံးပြန်ပြီးပြီလို့သူ့မေလာရင်လဲသူ့သားရှေ့ဆက်မတိုးသေးငါဂျင်းနဲ့တဲသားပြောလိုက်တော့ငါဒီကောင်းတွေမျက်နှာမြင်ထက်ရှုပ်ကုန်လိမ့်မယ်လို့လာပိုးရက်ရက်လာတောက်လိုက်တာပေါ့ဗျာတကယ်တော့ကျွန်တော်ရက်ွက်ထဲအမောင်းနေကျွန်တော်အကြောင်းကောင်းကောင်းသိနေလောက်ပါပြီဗျာကျွန်တော်ကရေရိုးရမ်းတာမဟုတ်ဗျာရမ်းရင်ညံများညံများရင်ညံဆိုရတဲ့ထိတ်ဆုံးကပါတယ်ဒါနဲ့ကြုံတော့ကျွန်တော်ညံများခဲ့ပုံလေးမှတ်မိသေးတယ်ဗျာ ကျွန်တော်ကိုရန်ကျောင်းသားရေလောက်ပေါ့ကျွန်တော်တို့တန်းနဲ့အသက်ကြီးဆုံးကျောင်းသားကိုသိန်းနိုင်ရဲ့ညီဖားကြီးဆိုတဲ့မောင်ဟာထိုးရဲကြိတ်တဲ့နေရာမှာတော်တော်လက်မြန်နေဗျဆက်နယ်လန်းထိတ်ကပလီရှိရေပုံပိုင်မှာဒီကောင်နဲ့ကျွန်တော်စညိရဲဒီကောင်တရင်ကျွန်တော်သိထားတော့သူကစပြီးကြမ်းမဲ့လုံမှာကျွန်တော်ตาလေးရှော့ပေးပြီးအိမ်ပြန်လာတယ်ဒီကောင်ကိုဘလို့ဖြူရမလဲပယ်လက်နဲ့တော့အောင်မလားအမျိုးမျိုးစဉ်းစားတယ်ရေပုံပိုင်မှာရန်ဖြစ်တာလောက်ဆိုတော့ဒါသုံးလောက်ရတဲ့ကိစ္စလည်းမဟုတ်သေးဘူး နောက်တစ်ခုကအဲ့ဒီရကျွန်တော်ဓာတ်မကင်ရဲ့တေကိုရဲဖက်မှာကြောက်လို့ဒါနဲ့အကြံတစ်ခုရောက်လာတယ်ကျွန်တော်ကမာယုတ်ဘူရာယုံသွားပြီးတန်လန်းပေါ်ကလိတ်တဲကြောက်ခတ်ချုံချုံတက်စုပ်လက်သီးစုပ်အရွယ်လင်းကားလုံးကောက်လာလိုက်တယ်အဲ့ရောက်တော့အထက်ဆုံးအချုံပါတဲ့ကြောက်ခဲကိုတီးတန့်ရွေးပြီးအဖေလည်းဘေးမှာပတ်တဲ့မာဖလာတောက်မှာထုတ်ပြီးတရေခွင်းနဲ့ခိုင်အောင်တေချာပတ်တယ်နောက်တောင်းမှာကြောက်ခဲထုတ်ထားတဲ့မာဖလာကိုလက်ပြီးမှဆမ်းပြီးပက်ကြည့်ရယ်။ Okay တယ်ဗျဘလို့မှမသိတာဘူး။နောက်နေ့မနက်လည်းရောက်ရော လမ်းထိပ်ထွက်ပြီးဖားကြီးထွက်လာအောင်စောင်းတယ်။ဖားကြီးလည်းထွက်လာရောကျွန်တော်ဟိတ်ကောင်ဖားကြီးစီးရင်ရှင်းလိုက်အောင်ဆိုပြီးချဲလန်းလှုပ်ရှားရော။ဒီကောင်အတူကျင်တိုင်းစိုးဝင်တိုးဖို့လှုပ်လာရတယ်။ပယ်ရမလဲဗျာကျွန်တော်လေပင်ရမှာဖလာကိုရုတ်တရက်ဖြုတ်ပြီးကြောက်ခဲမပါတဲ့ဖျောင်းကျွန်တော်လက်မှာကိုင်ကြောက်ခဲတို့ပါတဲ့ဘက်ကိုသူ့ကောင်းတဲ့ချိန်ပြီးဝီးကနေစော်ထက်လိုက်တယ်။တော်တော်ပြင်းတဲ့အချိန်များကျွန်တော်လည်းလူတက်မှုဖြစ်ဖို့စားတာမပါဒီကောင်လည်းတင်းနေမစေးသေးဘူးထင်မှကြောက်ခဲတို့ကဒီကောင်ခေါင်းနာနေကပ်ပြီးချော်သွားတယ်ဒီကောင်လည်းကြာငုတ်ရှောင်းပြီ နောက်ကျောင်းလှည့်တကြိုးတည်းလှစ်တော့တာပဲအမေပွဲကြီးပြိဿတ်ထဲမှာ မနေ့တော်အဖာကြီးကျွန်တော်ကိုပူကြနေတော့ပြုံးပြုံးလုံးနေခဲ့တဲ့ဆက်နှလန်းသူအတော်ကြီးတယောက်ကမကြတကြလုံးလိုက်သေးတယ်အညာသားတော်တော်မိုက်ရိုင်းနေတဲ့ဒါကြောင့်ပြောတာပေါ့ဗျာမိုက်တယ်ဆိုတာသိခန့်လာတဲ့အလုပ်တော့မဟုတ်ဘူးအေးညံပါဖို့တော့လိုတယ်နော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်နေ့မှလည်းအခန်းတစ်ကိုဆက်လက်ဖတ်ကြပေးမှာမို့လို့ ဆက်ဆက်နားဆင်ပေးကြပါအောင်နော်တက်တာ